990ဆက်တော်ရဲမှာတာလိကေတာရဆက်ဆောင်ရှိတယ်။လောကလူတွေလှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်၃မျိုးကိုမြတ်စွာဘုရားကသင်္ကန်းစာပေးဖို့အတွက်ဒီဆက်ကိုခေါ်ခဲ့တာဖြစ်တယ်ပေါ့။မေတ္တာစိတ်ကျူစင်စွာဖြစ်တရားဒေသနာတော်ကိုနာယူကြပါစို့။ ဇလန်လေးကိုအချင်းညွတ်ပြောရမယ်ဆိုရင်မေဂရာတိုင်းမှာမေဂရာမြို့တော်ရဲ့အရှိမြောက်ထဲမှာတာလိဒိယဆိုတဲ့ပုံနာရွာကြီးတရွာရှိတယ်ပုံနာလူမျိုးတွေနေလို့ပုံနာရွာလို့ခေါ်တယ်အဲ့ဒီရွာမှာလေပိုင်းရှင်တထေးကြီးရှိတယ်လေပေါင်းဧကပေါင်းမြောင်များစွာချမ်းသာတယ် သူကိုယ်တိုင်လှုပ်တဲ့လေရလည်းမနေဘူးသူများကိုအငှားချထားတဲ့လေတွေလည်းရှိတယ်အဲ့ဒီလေရဲ့ဟိုဘက်ကိုကြည့်လိုက်မယ်ဆိုရင်လက်ပံပင်နေပေါက်နေတဲ့လက်ပံတော်အုပ်ကြီးတစ်ခုရှိတယ်ဒါအနေထားတွေကိုဖော်ပြအဲ့ဒီလက်ပံတော်ထဲမှာကျင်းငက်တွေများစွာနေထိုင်ကြတာဖြစ်တယ်အဲ့ဒီနေထိုင်မှာ သူဟာလေစွားတွေကိုစိုက်ပြူလေရာတွေကိုပြုထောင်စိုက်ပြူပြီးတော့စွားတွေမှဲ့တဲ့အချိန်ရောက်လာပြီဆိုတဲ့ဘာလုပ်လဲဆိုရင်လက်ပမင်တော်ကခြင်းငက်တွေဟာသူ့လက်ထဲကိုရောက်ရှိပြန်တန်းလာကြပြီးတော့မှဲ့နေတဲ့စွားကင်းကစွားတွေကိုစားကြတယ် အကောင်းကြီးအလွန်များတဲ့ချင်းခက်တွေအုပ်လိုက်ကြီးကြလာပြီးတော့စားတာ၆လုံးမနိုင်တော့အောင်ရှိတယ်ပေါ့၆လုံးမနိုင်ဘူးချင်းခက်တွေကအလွန်ရဲတယ်ဘုနာချောင်းဒီနာကြအဲ့ဒီလိုလဲဆောင်ကချင်းခက်တွေကိုမောင်းထုတ်တော့လည်းမနိုင်တော့ဘူး ထူးထူးခြားခြားအဲ့ထဲမှာဒေါင်းလောက်ကြီးတဲ့ချင်းခက်ကြီးတကောင်ပါအဲ့ဒီကောင်ကြီးရဆိုရင်သူလဲဝါအောင်စားတယ်ပြန်သွားတဲ့အခါကျတော့စပယ်နှစ်နေကိုခြီးပြီးတော့သွားတယ်စားလို့တင်အာမရဘူးတဲသွားတယ်တချို့လဲလုတ်တက်တယ်အဲ့လိုမျိုးအလူမန်တဲ့သမင်းကျွေးကိုလာပြီးတဲ့အခါကျဂျိုင်းဆွဲသွားတာဆိုတာမျိုးနဲ့တူလို့ပေါ့နော် ဒီမှာလဲစားတယ်ပြီးတော့ခြိုင်လဲဆွဲသွားတယ်အဲ့ကြည်ကြီးကလည်းပဲခြိုင်ဆွဲသွားတဲ့သဘောပဲသူလဲဝါအောင်စားတဲ့စဘနန်းလေးကိုသူ့နှုတ်သီးနဲ့အကုန်လုံးကိုက်ချီပြီးတော့ပြန်သွားတယ်။လက်ဆောင်ယောက်ျားကနိုင်အောင်မမောင်းနိုင်တဲ့အခါသူ့ကိုရောချေးတောင်းမှကြောက်တော့လေပိုင်းတတိကြီးစီသွားပြီးတော့ဒီအကျိုးကြောင့်တွေကိုပြောတယ်သူကျင်းခက်တည်ကြလာတာ။ သူတယောက်တည်းနဲ့မနိုင်တော့ဘူးမထိနိုင်တော့ဘူးအဲ့ဒီမဲ့ထူးထူးခြားခြားဒေါင်းလောက်ရှိတဲ့အကောင်ကြီးကသူအားရပါရစားရုံနဲ့မကဘူးအပြန်ကြတော့လဲဆိုဟောပဲနေစပယ်နန်းလေးကိုချီးပြီးချီးပြီးတော့သွားတယ်သူမောင်းတာလည်းမရဘူးဒီကောင်ကြီးကမကြောက်ဘူးလို့လည်းပဲရှင်ဘုံနာကြီးစီသွားပြီးတော့တိုင်တန်းတယ်အဲ့တော့လည်းပဲရှင်ဘုံနာကြီးကသူ့ကိုပြောတော့ မင်းကြော်ကွင်းထောင်တတ်သလားဆိုထောင်တတ်ပါလေဒါဖြင့်လောက်กว่าကြော်ကွင်းအဲ့ဒီချင်းခက်တွေကြာလာတဲ့နေရာမှာမင်းကြော်ကွင်းတွေထောင်တာအဓိကကတော့အဲ့ဒီဒေါင်းလောက်ရှိတဲ့ချင်းခက်အကြီးကြီးဆင်းတဲ့နေရာကိုမင်းအဓိကထားပြီးထောင်လို့ဆိုကြော်ကွင်းထောင်ခန်းလိုက်ကြော်ကွင်းလှုပ်တဲ့ကနှွားမီးတို့မြင်းမီးတို့လိုဟာမျိုးပေါ့ဖြတ်လို့မလွယ်တော့ခိုင်မာတဲ့ကြော်ကွင်းတွေလောက်ခိုင်းတာ လက်ခွေးထဲမှာထည့်ထားတယ်။နောက်ရကြတော့ကြီးကြီးကြီးငက်တွေပြန်တန်းချလာပြီးတော့စပယ်နန်းလေးကိုစားကြပြန်တယ်။အဲ့ဒီဒေါင်းလောက်ရှိတဲ့ကောင်းကြီးကတော့သူဆင်းနေကြနေရဆင်းလာ။ဆင်းဆင်းချင်းသူ့ခြေတော်ကြောက်ခွင်းကဆွတ်မိသွားတယ်။အဲ့ကောင်းကြီးကြောက်ခွင်းမိသွား။သို့သော သူကကျင်းငဲ့ထဲမှာခေါင်းဆောင်ဖြစ်တော့တခြားကျင်းငဲ့ဒီခုချိန်သူအွန်လိုင်းလို့ရှင်အစာမစားရမှဆိုလို့အသာလေးသူ့ခြေတော့ချိန်ပြီးတော့ယုံနေတယ်ယုံလို့မရဘူးမဟုတ်ဘူးနောက်ဆုံးခြေတွေကစဝဲနဲ့နေဝါအောင်စားလို့အာရရပြီဆိုတဲ့အခါမှာငါတော့ကြောက်ဝင်းပြီးပြီဟေးဆိုတဲ့အတိပေးတဲ့အနေနဲ့អော်လိုက်တာ ကြံနေချင်းရဲ့တရားကုန်ပြန်ကုန်ညာကောင်းမှမရှိတော့သူတို့ကောင်းလဲပဲကြံအဲ့ဒီအချိန်မှာလက်ဆောင်ယောက်ျားလာပြီးတော့ဖမ်းတယ်ဖမ်းပြီးတော့အိခေါ်သွားရောဘုန်းသားကြီးစီရောက်တဲ့အခါလက်ပိုင်းရှင်ဘုန်းသားကြီးကခြေကောင်ကြီးချိပြီးတော့သူကအကောင်ကြီးကလက်ချီးတော့ခြေနဲ့ဒါကြီးချိပြီးတော့ ကြာကြာနာနာခြေတော့မှာကြော်ကွင်းကြီးနဲ့ပွန့်ပဲ့နေလေဆေးတွေပဲလိမ့်ပြီးပြီးဒီကောင်ကြီးကိုခဏထင်းချုပ်ပြီးအစာရေစာကျွေးပြီးတော့မေးတယ်နော်ဟောဒီလေဆောင်ယောက်ျားကပြောတယ်တဲ့မင်းဟာ စပယ်နံနေစာယုံနေမကဘူးခြင်ဆွဲသွားတယ်လို့ပြောတယ်နော်စပယ်နံစာယုံနေမကဘူးနှုတ်သီးနဲ့စပယ်နံနေအများကြီးချီချီသွားတယ်လို့ပြောတယ်အဲ့တော့မင်းဟာကိုယ်တော်ဆောက်ထားဖို့စပါးတွေကိုတည်ပြီးတော့အယောင်းဝယ်လောက်ထလာသို့မဟုတ်ကိုယ်တော်ဆောက်ထားတာရှိလို့လားလို့ဘုန်းတော်ကြီးကမေးတဲ့အခါကျတော့ ျင်းခဲ့ဆိုတာလူဘာသာစကားလည်းပဲအလွယ်တကူနဲ့ပြောတတ်တဲ့သတ္တဝါမျိုးလေးကိုနော်ပြောတဲ့အခါကျတော့သူပြောတဲ့စကားကတော်တော်ထူးဆန်းသွားပြောပါတော့ဆိုကျွန်ုပ်ယူသွားတာဟာတခြားမဟုတ်ပါဘူးတဲ့ကျွန်ုပ်ဟာခိုးတော်လဲဆောင်ထားပါဘူးရောင်းဝယ်လည်းမလုပ်ပါဘူးတဲ့ကျွန်ုပ်ယူသွားတဲ့စပယ်နန်နေတဲ့ကတချို့ကို ကျွေးသည့်ခြားရပါတယ်တဲ့တချို့တော့ကျွေးဟောင်းဆ ਾਇ ရပါတယ်ကြံနေဟာကတော့ရှင်နိမြုံနန္ဒလို့ရွှေအိုးမြုပ်ရပါတယ်လို့သူကပြောတယ်လူသားတွေလှုပ်တဲ့ပုံစံမျိုးပဲသူကသုံးပုံခွဲပြီးတော့တစုကကျွေးပေးတာတစ်ခုကကျွေးဆက်တာကြံနေပိုရှင်နေဟာကြတော့ ရှေ့ဦးမြုပ်တာပါသိမ့်တာပါလို့ဒီလိုပြောတယ်အဲ့ဒီကြတော့သူစကားကတော်တော်ထူးဆန်းတော့လေပိုင်းရှင်ပုံနှန်းကြီးကစိတ်ဝင်စားပြီနေစမ်းမအောင်ချင်းငဲ့တကောင်ကကျွေးသိပေးတယ်ဆိုတာလဲဆန်းလာကြီးလားကျွေးဟောင်းဆက်တယ်ဆိုတာလဲအလွန်ဆန်းတယ် ရွှေအိုးမြုပ်တယ်ဆိုတာလဲအလွန်ဆန်းနေဒါကြောင့်ဘုဘလူကျွေးသိပေးပြီဘလူကျွေးဟောင်းဆက်တာလဲနော်ဘလူရွှေအိုးမြမြုပ်ပါတယ်လဲလို့ဆိုတော့တေချာကပ်ပြီးတော့မေးတဲ့အခါကျတော့အဲ့ဒီချင်းငယ်ချင်းကလူဘာသာစကားနဲ့ရှင်းရှင်းနေတော့သူပြောပြတယ်သူကျွေးသိပေးတယ်ဆိုတာတခြားမဟုတ်ပါဘူးတဲ့ အစာတပက္ခတရုဏာပုဒ္ဒကမရှကောတိယဒေမံပတပရိသန္တိတသမတေတံဣနန္တရေသူပြောတဲ့စကားလေးကသူမှာသားငယ်သမီးငယ်လေးတွေရှိသေးတယ်အတောင်မပေါက်ကြသေးဘူးသူ့ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ ကျင်းငက်ကလေးတွေဟာတောင်မပေါက်ကြသေးဘူးမပြန်နိုင်ကြသေးဘူးတဲ့အတိုက်ထဲမှာပဲဒီတိုင်းပဲရှိနေကြသေးတယ်အဲ့ဒီကျင်းငက်သံဃာအငယ်လေးတွေစားဖို့အတွက်သူကယိုယိုသူတို့စားဖို့ယူသွားတယ်လို့မပြောပဲနဲ့သူတို့ချီးလာတဲ့အခါကျွန်ုပ်ကိုပြန်လီပြီးတော့ကျွေးမွေးကြမှာဖြစ်လို့အဲ့ဒါကိုရည်ညွှန်းပြီးတော့ သူတို့ကြွေးအစ်စ်ချတယ်လို့ပြောတာပါသူကြွေးရမယ်သူ့ရဲ့တားငယ်သမီးငယ်တွေကိုသူကြွေးတာအဲ့ဒါကိုကြွေးတစ်ချတယ်လို့သူပြောလိုက်တယ်ဘုံနှိုင်းရဲ့သဘောကြတယ်ဒါပြင်ဟုတ်ပြီကဲကြွေးဟောင်းဆက်တာကတော့ဘာတော့ကြွေးဟောင်းဆက်တာကတော့ဘာတော့ဆိုတော့ မာတာပိတ္တသမေဝုဒ္ဓစေနကကတရွပနာတေတံတုန်နိနဟတုနမုံစီပုပ္ပကတံဣနံကျွန်ုပ်မှာမွေးပြီးတော့ဆွမ်းလျှောက်ခဲ့တဲ့မိအိုဖအိုအတောင်မနေကကျွတ်ပြီးတော့မပြန်တန်းနိုင်တော့ဘူးတဲ့မိအိုဖသူ့ကိုမွေးခဲ့တဲ့မိအိုဖအို ကျင့်ခဲ့ကြည့်သေးဟာအတောင်မနေကကျုပ်ကုန်လို့ကောင်းရင်ကိုမပြတ်နိုင်တော့ဘူးတဲ့သူတို့ဟာဒီလိုပဲတစ်ပင်ပေါ်မှာနားခုပြီးတော့နေကြတယ်အစာအိမ်သာရှာပြီးတော့မစားနိုင်ဘူးတဲ့ဒါကြောင့်မို့သူတို့အတွက်နှုတ်သီးနဲ့ချီယူပြီးတော့သူတို့ငယ်ငယ်ကကြွေးခဲ့တဲ့ခြေဆုတရားကိုပြန်ဆက်တဲ့အနေနဲ့ ကျွေးဟောင်းဆက်ချင်းဖြစ်ပါလေအလုံးမြင်မှုကြမှာပေါ့ငှက်ကလေးတွေဟာအစာရှာပြီးတော့ငှက်ပေါက်ဆာလေးတွေကျွေးနေတာတွေ့ပါလေနော်ငှက်ကလေးတွေခွန့်ပြီးတော့ကျွေးနေကြတယ်အဲ့လိုပဲသူ့ရဲ့မိအုပ်ဖအိုတွေကိုလည်းသူကျွေးမွေးဆောင်ရှောက်ရပါတယ်တဲ့အဲ့ဒါကိုယူရပြီးတော့ကျွေးဟောင်းဆက်တယ်လို့သူပြောခြင်းဖြစ်ပါလေလေပဲရှင်ပုံနာကြီးကသဘောတွေကြာ ဟုတ်တာပဲလူတွေတောင်မှတစ်ခါတည်းလေးလိုလောက်တာမရှိဘူးသူကဒါခြေခေါင်းဆက်တယ်ဒါဖြင့်ဟုတ်ပြီရွှေအိုးမြုပ်တာကြတော့ဘယ်လိုလောက်တာလဲအင်းကြီးပိတန်ထသကုဏခိနာပက္ခသူတုပ္ပလာတေတံပုံညတိကောဓမ္မိတန်နိဒိအာဟုပဏိတာအဲ့ဒီမှာ ျွန်ုပ်တို့ချင်းငယ်အုပ်ကြီးတွေမှာတဲ့တချို့ချင်းငယ်ကြီးတွေဟာအသက်အရွယ်ကြီးလာတဲ့အခါအတောင်တွေကျုပ်ကုန်ကြတယ်တောင်တွေကျုပ်ပြီးတော့အလုံးကိုအားနေတယ်မပြန်နိုင်ရှာကြတော့ဘူးသူတို့အတွက်တော့ကျွန်ုပ်ကနောင်နာခတ်အတွက်ကုသိုလ်ကောင်းမှုဖြစ်ဖို့ရအတွက်သူတို့ကိုကြွေးမွေးဆောက်ရှောက်တာဟာ ဒါဟာရွှေအိုးမြုံနိုင်ခြင်းပဲဖြစ်ပါတယ်။ကုသိုလ်ကောင်းမှုကိုလိုချင်လို့သူတို့အတွက်ကိုချွေးမွေးဆောက်ရှောက်ပါတယ်။ဒါဝတရားနဲ့လှုပ်တာမဟုတ်ခဏဟာနှစ်ခုကဝတရားပါ။ကလေးငယ်နေ့တွေကိုဆောက်ရှောက်ချွေးမွေးတာကဝတရား။မိဥဖအိုတွေကိုချွေးမွေးတာကဝတရား။အခုကတော့ဝတရားမဟုတ်ဘူး။ကုသိုလ်လိုချင်လို့ ဆောင်းရှားမဲ့ခြင်းတွေကိုဆောင်းရှားတာဖြစ်တယ်။ဒါဟာကုသိုလ်ကောင်းမှုလုပ်ပြီးတော့ယဉ်နိမြုပ်နိုင်ခြင်းဖြစ်ပါတယ်လို့ဟောဒီလိုရှင်းပြလိုက်တဲ့အခါကျတော့လည်းပဲရှင်ဘုံနာကြီးကလူတွေတောင်မှဒီအသိမရှိဘူးတဲ့ဒီခြင်းငဲ့တရောအတော်ကိုလိမ္မာရေးချရှိတာပဲလူတွေတဲ့တောင်ပိုသိတယ်ဝန္တာအာရဖြစ်ပြီးတော့ သူ့ကိုအလိုရှိရာစားဖို့အတွက်သူစိုက်ပျိုးပေးထားတဲ့လေဧကအဲကအကွက်တစ်ကွက်ကိုသတ်မှတ်ပြီးတော့ပေးကြိုက်တယ်လို့စားပါသည်ခင်အလုံးစားတဲ့နေ့ဆွဲထားပြီးတော့ဒီကျင်းကြီးပိုင်တဲ့အခင်းကိုသတ်မှတ်ပြီးတော့ပေးလိုက်တယ်ကြိုက်တယ်လို့စား ီခေတ်နဲ့ကထွက်သည်မသီးနှံနေသူ့ပိုင်ဆိုင်ခွဲရှိတယ်လို့ဆုလက်အနေနဲ့လဘဲရှင်ဘုံနာကြီးကပေးလိုက်တယ်ပေးပြီးတော့ဒီချင်းခက်ကြီးကိုပြန်ပြီးတော့လွှတ်လိုက်တယ်ဒီဇလန်းလေးကိုမြတ်စွာဘုရားကတရိစ္ဆာန်မင်းဖြစ်တော်လဲပဲတကယ်အသေးချာရှိတဲ့ပုဂ္ဂိုလ်တွေဟာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်နေကြတာဖြစ်တယ်အော် အလုံးပြင်းမိကြသလိုပဲမိခင်ဖြစ်တဲ့ညမတွေညဖိုးတွေငတိတွေဟာသူတို့ရဲ့လူမမဲကလေးငယ်လေးတွေကိုကျွေးမွေးဆောင်ရှောက်ကြတယ်ငတိတွေကိုကျွေးတာတော့မြင်မှုချင်မှမြင်မှုကြမယ်ငှက်ပေါက်စားလေးတွေကျွေးတာတော့မြင်မှုကြတယ်အဲ့လိုလုံးတဲ့လုံးတဲ့လုံးထက်တဲ့တောင်းဝန်တရားတွေကို သူတို့ဟာခြေပြွန်စွာထမ်းဆောင်နေကြတာဖြစ်လို့တန်မြေယာစီးပွားကုသိုလ်ကောင်းမှုများဟာဒုတင်လုံးထိုင်တဲ့ကုသိုလ်ကောင်းမှုတွေသာလည်းဖြစ်တယ်။ကျိုးတဲ့တွေဟာလူ့ဘဝရောက်လာတဲ့အခါမှာထို့တူပဲအရုဒုတင်လုံးထိုင်တဲ့ကုသိုလ်ကောင်းမှုတွေကိုကျိုးတဲ့တွေဟာအာယုစုဆိုင်ပြီးတော့ကိုယ်တန်းငယ်သမီးငယ်တွေကိုတောင်းဝတရားရ ပြုစုဆောင်ရှောက်ခြင်းကျွေးမွေးဆောင်ရှောက်ခြင်းကိုမိဟူဖာဟူတွေကိုတုံ့ပြန်ကျေးဇူးဆက်ခြင်းဆိုတဲ့တောင်းဝတရားနဲ့သက်ဆိုင်တဲ့ဒီကုသိုလ်နဲ့ရက်ကိုကြိုးစားအထောက်ပြီးမလင်ဟင်းစေရအောင်တတိနဲ့ဆောင်ရဲမှာဖြစ်ပြီးကိုရှာဝေလို့ရလာတဲ့ပစ္စည်းဥစ္စာတွေကိုလည်းပဲဒီဘဝအတွက်သာမသုံးမဲနဲ့ ကုသိုလ်ကောင်းမှုအတွက်ယင်းနှိမ့်နှံမှုတစ်မျိုးဖြစ်အောင်တို့တွေရွှေအိုးမြုပ်ခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့အလုပ်ကိုလုံးဝမှဖြစ်တယ်လို့တတိထားပြီးအသိဉာဏ်ပွားဖို့ဖြစ်ပါမြတ်စွာဘုရားကဒီဇာတကဒေသနာဖြင့်လူသားတွေအတွက်ဘဝသင်္ကန်းစာတရားကိုပေးတာဖြစ်တယ်။အဲဒါအလုံးတရားချက်ခင်သူတော်စင်ပြိဋ္ဌာန်တို့တို့တွေလှုပ်တင်လှုပ်ထိုက်တဲ့ ကျွေးသိပေးခြင်းဆိုတာလုပ်ကြရဲ့လားကျွေးဟောင်းဆက်ခြင်းဆိုတာကောလုပ်ကြရဲ့လားရွှေအိုးရောမြုပ်ကြပါရဲ့လားဆိုတဲ့ဒီမေးခွန်းတွေကိုကိုယ့်အကူပြန်မေးပြီးတော့ကိုလိုရမယ့်ဝတ္တရားတွေကိုမပြတ်မကွက်အောင်တို့တွေကြိုးစားအထောက်အကြံမှာဖြစ်တယ်လို့ကိုစီကိုစီတတိထားပြီးတော့ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း တရားချစ်ခင်သူတို့ကအပေါင်းတို့အဝါမအချမ်းချပါစေသူခခတဲ့ကင်းဝေးချပါစေ